အားလုံးမင်္ဂလာပါ UK Mystery Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ Liverpool ကအခုပြိုင်ပွဲဆုံး၄ပွဲစတိုက်ရှုံးသွားပြီပေါ့လေဒါသူတို့တမိုင်းတစ်လျှောက်မှာ2014ပြည်နောက်ပိုင်းမှာဒါပထမဆုံးအချိန်ဖြစ်တယ်အတုံးက Brandon Rodgers လက်ထက်ပေါ့လေ Brandon Rodgers လက်ထက်မှာ2014မှာအာ Liverpool ကပြိုင်ပွဲဆုံး back to back ၄ပွဲစတိုက်ရှုံးပြီးတဲ့အချိန်မှာဒါအခုလက်ရှိမှာ Arnie Slot ရဲ့အသင်းကအိုက်မတန်ဝင်သွားတယ် ဆိုတော့သူတို့ပြီးခဲ့တဲ့ပတ်ဒီ international break မတိုင်ခင်က crystal palace ကိုရှုံးတယ်အဲ့နောက်ဆက်ကွဲကနေသူတို့ဒါဘယ်လိုပြောမလဲ chelsea ကိုနောက်ကျကိုနေရှုံးနေခဲ့တယ်ပြီးတော့မှအခုဒါ galatasaray ကိုဂျာတဲ့က champion league မှာရှုံးနေခဲ့ပြီးတော့နောက်ဆုံးအခု manchester united ကိုလည်းနောက်ထပ်နောက်ကျကိုနေထပ်ပြီးရှုံးနေဆိုတော့ liverpool နဲ့ပတ်သက်လို့ဒီအသင်းက weakness ဖြစ်တယ်ဆိုတဲ့အကြောင်းကို မတားရဲ့တိလိစကပြောတယ်ကျွန်တော်တို့ဒီပွဲမှာကျွန်တော်တို့အနိုင်ရနိုင်မေးယုံကြည်မှုအပြည့်အဝရှိတယ်။ဘာကြောင့်လဲဆိုတော့လစ်ပါဘုံမှာအားနည်းချက်တွေအများကြီးရှိတယ်။အဲ့အားနည်းချက်ဟာကျွန်တော်တို့ကအကောင်းဆုံးအဖြစ်တစ်ခုဖြစ်နိုင်မယ်လို့သူပြောတယ်။တကယ်လို့လစ်ပါဘုံက weakness အများကြီးပဲကျွန်တော်ကြည့်ကြည့်ပြ။ကစားပုံကိုကြည့်ရင်ဒါသူတို့ struggle ဖြစ်တယ်။ဒါပွဲကို dominate မလုပ်နိုင်တော့ဘူး။နောက်တစ်ခုကခံတီးမှုအပိုင်းမှာလည်းအားနည်းတယ်။ခံစစ်ကတော့လစ်ပါဘုံရဲ့အဓိကပြဿနာပဲ။အရင်ကတော့လစ်ပါဘုံရဲ့ခံစစ်ကအယံပါတယ်။ ရမ်းမာကြောတယ်ဒါဗတ်ဗာဂျေဗန်တိုက်နဲ့ခနာတီကကိုတကူပေးရဖို့တော့မလွယ်တဲ့ခံစစ်ဒါပေမဲ့အိုက်ခံစစ်ကအခုလုံးဝကိုအားနေတယ်ဗန်တိုက်ကြလာပြီးခနာတီအပားများတယ်အဲ့ထဲမှာမှသူကအခုမိနစ်ကဒီဘဘူးက train listener အလုံးမရှိတဲ့အချိန်မှာသူတို့ညတောင်ဘက်မှာဒီ course ကောင်းကောင်းမရှိဘူး link အတွဲမရှိတဲ့အခါမှာဒီနီးပြဒီနီးပြအတွက်ဒါဒီ salad style တောက်ဆော့ struggle ပိုဆိုးတာကဒီရာဒီမှာလုံးဝ update လုပ်ထားတယ် akidiki ကလွှဲရှင် လာစနာဣဆက်လေယုံခံရဖလိုရင်ဗတ်လေယုံခံရဒီပြားကဂျယ်ရီမီဖရင်ပေါကိုဘာကြောင့်မကြိုက်လဲဒီကတော့ဖရင်ပေါကိုစိုးရကစားတာဒါပေမဲ့အခုလက်ရှိမှာလီဗာပူးကအခုပွဲတိုင်းမှာဂိုးတွေစတိုက်ပေးရတယ်။ပူဆိုတာပြပွဲတိုင်းပွဲတိုင်းမှာသူတို့ဂိုးပေးရတယ်သူတို့ခံစစ်ဟာတော်တော်ကိုဆူဆူဝါပဲ။အဲ့ခံစစ်ကလီဗာပူးရဲ့အဓိကပြဿနာဖြစ်တယ်။အလစင်ဘက်ကမရှိတဲ့အချိန်ကိုလေထားပါတော့ဟာရီမကွာရကောင်းတိုက်သွားတဲ့အလုံးကဘာမှမတက်နိုင်ဘူး။ နောက်အံပွေးမှုအလုံးနဲ့တည်ထိုင်ပြီးဒါပေမဲ့တကယ်တမ်းပြန်ကြည့်ဒီမှာလီဗာပူးဟာ weakness အများကြီးနဲ့သူတို့အသင်းဟာ champion su phla ကတကယ်ကို also favorite ဖြစ်နေရကနေအခု back to back ပြန်ပြီး၃ပွဲဆက်ရှုံးလိုက်တော့အခု arsenal ကိုသူတို့ပြီးခဲ့တဲ့ international ပထမ international break မှာသူတို့က၅ပွဲကစား၅ပွဲနိုင်အဲ့၅ပွဲနိုင်ပြီးတဲ့အချိန်မှာ arsenal ကို၅မှတ်ဖြတ်ထားတယ်အားလုံးကတော့အဲ့တော့မမရ arsenal က newcastle ကိုရှုံးလိုက်တာနဲ့ပွဲပြီးပြီးတော့တွတ်ထားတဲ့အချိန်မှာ ဲ့ချိန်မှာလီဗာပူးကိုအားလုံးကတိကျပြီးဒီသင်းကချန်ပီယံဆိုင်တွေပြတာတွေပြောကြပြီမယ်တကယ်တမ်းလီဗာပူးဟာအဲ့ငါးပွဲနိုင်ပြီးကလေးကဇက်တိုက်ပဲဒါကာရာဆာရီကိုရှုံးပြီးပြင်ရီ၃ပွဲဆက်ရှုံးတော့အခုအခုဘာဖြစ်သွားလဲဆိုအခု international break ဒီအပြီးမှာသူတို့ကိုယ်တိုင်ကအာဆင်နဲ့၄မှတ်กว่าပြန်ဖြစ်သွားတယ်သူတို့က၅မှတ်ဖြတ်ထားရကနေသူတို့အဲ့၃ပွဲရှုံးလိုက်တော့ဟိုကောင်တွေက၅မှတ်၉မှတ်အပြည့်ရပြီးတော့၄မှတ်ဖြတ်ခံရပြီးတော့အခုလက်ရှိမှာလီဗာပူးအသင်းကအခုဘာဖြစ်လဲဆို ချန်ပီယံစုကလားအတွက်ပါသူတို့နည်းနည်းအန်တာပရက်ရှာဖြစ်တယ်ဆိုပြောပို့လို့စောသေးတာပေါ့လေဒါပေမဲ့ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ဒီခံစစ်နဲ့ဒီဒီခံစစ်နဲ့ဒီပုံစံနဲ့မရဘူးလက်ရှိကစားမားတွေဟန်ချက်ညီဖို့လိုအပ်တယ်အဲ့ဟန်ချက်မညီတာကလည်းလေပေါ့ကြီးရပြတ်တယ်ဟန်ချက်မညီတော့အသင်းကယုံကံရယုံကံရတဲ့ခါမှာအသင်းရဲ့ခေါ်ယူထားတဲ့ကစားမားတွေကိုနီးပြမယုံကြည်အဲ့တစ်ချိန်တည်းမှာပဲဒါတိုက်စစ်ကလည်း ဒါအလာဆနာအိဆက်ကလည်းကိုမရသေးဘူးအခီတိကေဖုန်ကောင်းနေတဲ့တိုင်အောင်အိဆက်ပြောင်းလာပြီးတော့မှအခီတိကေပါပြန်ပြီးရုန်းကန်နေရတယ်အဓိကဒီယာတီက biggest mistake ကကျွန်တော်အထင်တော့ဗျလေဒီစားရကြလာတဲ့ချိန်မှာ DS မရှိတော့တဲ့အချက်နောက် South America ကစားမားတွေကိုကန်ထုတ်ခဲ့ပြီးတော့ဥရောပကိုပဲနည်းနည်းအားကိုးတဲ့ Anso ရဲ့အချက်ပေါ်လေးဒါကျွန်တော်အမြင်ဒီပါဘူးရဲ့2014နောက်ပိုင်းပထမဆုံးကြီး league ဆက်ရှုံးတယ်နောက် ိမ်ဝင်းပွဲနဲ့ဆက်ဆက်အမ်ပီမှာရှုံးပွဲမရှိဆန်းချင်ပြတ်တယ်73လကြာအိမ်ဝင်းရှုံးပွဲမရှိဆန်းချင်ပြတ်ပြီးတော့လီဗာပူးကအမ်ဖီကွင်းမှာမန်ချက်စတာယူနိုက်တက်ကို10နှစ်ကျော်တိုပထမဆုံးချေရှုံးနေသွားတယ်ဆိုအာနီဆိုတော့တကယ့်ကိုစိတ်ပြေစားတယ်သူတို့ကတော့လူဘလော့ကစားလို့မစ်ဘလော့ကစားလို့လောင်းဘောကစားလို့ကျွန်တော်တို့ ဒါ struggle ဖြစ်တာတွေလို့ပြောပေမဲ့တကယ်တမ်းသူ့မှာအဖြေမရှိဘူးဗျာဒါ fatality ကိုခီးစောက်ဝင်ဝင်ကင်နေလို့ဒါဒီလောက်ထိရှင်းတာနေတရားဒီလောက်တိုက်တာနေချင်းနေပါဘူးပုံစံလုံးဝအားမရဘူးဒါကျွန်တော်အမြင်ပေါ့လေဒီပါဘူးပြည့်တတ်တယ်ဘယ်လိုမျိုးကြားလဲကိုမမဝင်ရမှတ်ချက်ပြကြပါလို့ချေးကျွန်မလေး